မိင်္ဂလာပါမိင်္ဂလာပါကျွန်တော်ချစ်တဲ့အမေမြန်မာနိုင်ငံရဲ့လုံငယ်လူရည်လေးကိုလေးစားပါတယ်နော်အခုဒီနေ့မက်ဆေ့ပေးချင်တာကပေါ့နော်စိတ်ပွဲတွေပေါ်ရီတော့စိတ်ပွဲဆိုတာလာမှာပဲဆိုတော့ခေါင်းစီလေးနဲ့ပြပြချစ်ပါတယ်နော်အခုအကူလို့တီးထားတဲ့အတိုင်းပဲနော်အခုကဘာမှာပေါ့အခုဂါဇာပြတနာပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးမှတကဘာလို့ဟိုးဟိုးကြော်ကြော်ဖြစ်နေတာပေါ့နော်အဓိကတရိတ်ခါကဘယ်သူလဲဆိုတော့ ကိုလက်လက်တလောက်ပြောပြမယ်နော်ဟာလားဒီဂါဇာကပါလက်စတိုင်းလို့ပြောမှာပေါ့နော်ပါလက်စတိုင်းဒီဟာမတ်စ်တွေကဟာလားလောကစစ်လဲကျင်ညာတာလည်းမရှိဘူးနော်လက်တပစ်အသွေးမှာအဲဆေးနိုင်ငံကိုကျူးကျော်ပြီးမှလေထင်းနဲ့ခုံချပြီးမှဟာမတ်တွေပေါ့နော်ဟာမတ်စစ်သားတွေစစ်သေးကြွတွေကအဲဆေးကိုခုနလိုပေါ့ ိခတ်တိုက်ခိုက်တယ်ပေါ့နော် X-ray နဲ့စမှာတခါလဲလေထင်းတွေခုံချပြီးမှအဲ့မှာပြုတ်ပွေးရွှေပွေးလုံနေတဲ့ X-ray ရဲ့လူမျိုးတွေကိုတစားခါပြီးမှအများကြီးခေါ်သွားတယ်ပေါ့နော်အဓိကစားခဲ့တာဟုတ်လားနော် X-ray ကလည်းပြောမှာဆိုအစ်စစ်နေတယ်ဟာနော်ဒါပေမဲ့အခုဟုတ်လားဒီခုနလိုပေါ့ပါလက်စတိုင်းပေါ့နော်ဒီ Hamas တွေကဟုတ်လားပြောမယ်ဆိုရင် X-ray ကိုစတင်ပြီးမှတိုက်ခိုက်တယ်အစ်စစ်နိုင်ငံရဲ့ P2 တစားခါခေါ်သွားတယ်နော်အဲ့ဒါကြောင့် သူတို့ကစစ်ပွဲကိုဘယ်လိုစတာလဲဆိုတော့เนาะပါလက်စတိုင်းဟာလာဟာမတ်စ်တွေကစခဲ့တာပေါ့เนาะဟုတ်လားအဲ့ဒါကြောင့် X-ray ကပြန်လဲတုတ်ပြဲတဲ့အနေနဲ့အခုထိဟာလာအဲဒီဟာမတ်စ်နီနီရေးပေါ့ကောเนาะဒီပါလက်စတိုင်းမှာရှိတဲ့ဟာမတ်စ်တွေကိုကြံတဲ့ဂါဇာသူတို့ခြေကုပ်ယူထိုင်းနေရာကိုရှင်းနေတဲ့အနေထားရှိတာပေါ့เนาะအဓိကတရေခါကဘယ်လိုလဲ X-ray မဟုတ်ဘူးကျွန်တော်အမြင်ရတော့ဟုတ်လားเนาะဒီပါလက်စတိုင်းတို့ဒီ ဟလာဟာမတ်စစ်တွေးကြွားလေကြောင့်အခုလိုဖြစ်တာပေါ့ဂါဇာစိတ်စိတ်အမော်မော်ကိုွေးသွားတာဆိုတာစိတ်စိတ်အမော်မော်ကိုလိုဖြစ်သွားလေဆိုတာဒါတရေခံဟာမတ်စီကြောင့်ဖြစ်တာပေါ့နော်ဒါတွေကိုကိုပြပြတီးဖို့လိုတယ်နော်ဒုတိယချက်ကျွန်တော်နိုင်ငံကိုလည်းရှင်ပြီးပြောလိုက်နော်ကျွန်တော်မြန်မာတပ်မတော်ကတူတူအိတ်ဆင်းဆင်းနေနေတာနော်ဟုတ်လားရှစ်တားစိတ်မြေပြီမှာဆိုစိတ်ရှစ်တားစခန်းမှာပဲအဲဒီစိုက်ထားတဲ့စခန်းမှာပဲဟုတ်လားနောက်ပြီးမှဟလာလှုပ်ရှားနေနေပဲနေတယ်ဒါမဲ့တနင်္ဂနွေလို့ဟုတ်လားအကလို့တီးထားတဲ့အတိုင်းပဲနော် တိုင်းတာလင်းတဲ့ကင်တွေကဟုတ်လားတနင်္ဂနွေလုံးတပြိုင်တည်းဝီတိုက်ပြီးမှအခုမြန်မာနိုင်ငံလည်းပြောမယ်ဆိုတော်တော်များများကိုအဲမြို့ဒီကအကဆပေါ့နော်တော်တော်များများပျက်စီးတဲ့နေသားတွေရှိရယ်နော်ဒါမြန်မာတတ်မတော်လည်းပြောမယ်ဆိုသူကသူအစ်စစ်စစ်နေနေတာစိတ်ပွေးကိုခေါ်တာဘယ်သူလဲစိတ်ပွေးကိုစတာဘယ်သူလဲနော်ဘယ်သူလဲပေါ့နော်ကျွန်တော်တည်းပြောလိုက်မယ်ဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းတာလင်းနဲ့လင်းနဲ့ကင်တွေကပြောမယ်ဆိုအကြည့်မကောင်းဘူးလို့ပြောရမှာနော်ဟုတ်လားကျွန်တော်လည်းတိုင်းတာပဲဒါပေမဲ့ကျွန်တော်တိုင်းတာလင်းနဲ့ကင်တွေကအကြည့်မကောင်းဘူး နိုင်ငံကိုဖျက်လို့ဖျက်ဆီးလုပ်တဲ့အနေအထားမှာရှိတယ်နော်အခုလဲစစ်ပွဲတွေမြန်မာနိုင်ငံရဲ့အခုလိုစစ်ပွဲတွေကဘယ်သူကစဖော်တာလဲကျွန်တော်ပြောစရာမလိုဘူးနော်ဟုတ်လားအခုစစ်ပွဲကိုဖော်ဖော်တဲ့အတွက်အခုစစ်ပွဲတွေလာပြီနော်ဒါမြန်မာတပ်မတော်ကပြန်လည်ပြီးမှဟုတ်လားတချို့နေရာကြတော့ဟုတ်လားထူးစစ်တွေစီပြီးမှအခုပြန်လည်တိုက်ခိုက်တဲ့အနေအထားတွေရှိတယ်နော်အဓိကအခုလိုစစ်ပွဲတွေဖြစ်လာတာဘယ်သူကြောက်လဲဆိုတာအခုလို့ မတိကျရဆောင်မနေနဲ့လို့နော်ကျွန်တော်မြန်မာနိုင်ငံစစ်ပွဲကိုဘယ်တော့ဖော်ဆောင်တာလဲမြန်မာတပ်မတော်ဖော်ဆောင်တာမဟုတ်ဘူးနော်မြန်မာနိုင်ငံမှာရှိတဲ့ဟုတ်လားတိုင်းတားလင်းနဲ့ကြိုင်တွေကဒီစစ်ပွဲတွေဖော်ဆောင်ခဲ့တာနော်အဲ့ဒါကြောင့်အခုကျတော့တပ်မတော်ကပြပြီးမှဟုတ်လားဟိုခုနလိုပေါ့နော်ဒါလိုအပ်တဲ့နေရာမှာသူစစ်စီပြီးမှဟုတ်လားမြို့ဒီပါညာတိုင်းတဲ့နေထားတွေရှိလာတယ်နော်အော်ကြပါဦးလို့အော်ကြပါဦးဟမ်မြန်မာတပ်မတော်ကတော့ဟုတ်လား အဲပီတူဒီကိုဘုံကျဲတယ်ဘာညာလဲပီတူကိုဘုံကျဲတာမဟုတ်ဘူးဗောနော်ဒါပြောမယ်ဆိုလို့အခုလို့ပြောမယ်အကြမ်းဖက်တည်ရှိတဲ့နေရာကတော့နော်ကျဲမှာပဲဗောနော်အကြမ်းဖက်ရှိတဲ့နေရာတော့ကျဲမှာပဲလို့နော်ဟုတ်ပြီလားနော်ဒါပဲပြောချင်တာကောနော်အများကြီးမပြောချင်ဘူးကျေးဇူးပါ